တ်တော်မှာနောက်ဆုံးမိနစ်ပိုင်းအထိအရေးပေါ်ညှိနှိုင်းမှုတွေမအောင်မြင်တော့တဲ့နောက် American Federal အစိုးရရန်တရားတွေကအောက်တိုဘာ၁ရက်နေ့မှာစတင်ရပ်တန့်ပြီးရှတ်ဒေါင်းဖြစ်သွားပါပြီ။အစိုးရရဲ့ဘတ်ဂျက်အစီအမံသစ်အတွက် Democratic Party ဘက်ကရော Republican Party ဘက်ကပါတင်သွင်းသမျှအစိုးနှစ်ရက်စလုံးလွတ်တော်မဲခွဲမှုမအောင်မြင်ခဲ့ကြတဲ့နောက်နောက်ဆုံးအဆင့်အရေးပေါ်ဆွေးနွေးမှုတွေလည်းဆက်လုပ်ခဲ့ပေမဲ့သဘောတူညီမှုမရခဲ့ပြန်ပါဘူး။အကျိုးဆက်အနေနဲ့အောက်တိုဘာ၁ရက်နေ့မှာ Federal အစိုးရရဲ့ Agency တွေအလုပ်ဌာနတွေအများအပြား လုပ်ငန်းလေပတ်မှုရပ်တန့်နေမှာဖြစ်ပြီးဝန်ထမ်းတွေလည်း shutdown ကာလအတွင်းအနာပေးခံရမှာဖြစ်ပါတယ်။အတိုက်ခံ Democratic Party ဝင်တွေက American ပြည်သူတန်းခနဲ့လောက်အပေါ်ကျမ်းမာရေးစောင့်ရှောက်မှုပေးနိုင်မဲ့အစီအမံကိုတက်တန်းထပ်တိုးချင်နေပြီးအာနာယ Republican Party ကတော့ကျမ်းမာရေးကိစ္စတွေကိုအစိုးရအသုံးစရတွေကဖယ်ထုတ်ထားရမှာဖြစ်တယ်လို့ပြောပါတယ်။အဲ့ဒီကိစ္စကိုအဓိကထားသဘောထားကွဲလွဲရေးညှိမရဖြစ်ပြီးဘတ်ဂျက်သဘောတူညီမှုမရတာကြောင့် Federal အစိုးရရန်တရာရပ်တန့်တော်မဲ့အခြေအနေထိရောက်လာခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့အစိုးရရှတ်ဒေါင်းဖြစ်ရင်ဖက်ဒရယ်အစိုးရဌာနဝန်ထမ်းတော်တော်များများကိုအလုတ်ကထုတ်ပယ်ရလိမ့်မယ်လို့သတိပေးချင်းကြောက်ထားပါတယ်။အစိုးရအသုံးစရိတ်ရှော့ချရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေဝန်ထမ်းအမြောက်အများကိုအလုတ်ကထုတ်ပယ်ဖို့ဆိုတာကလည်းထရမ့်ရဲ့အစိုးရလက်ထက်မှာအကောင့်ထဲဖုံးနှစ်ပြီးသားအစီအမံတစ်ခုပါ။လလောဆယ်ရှတ်ဒေါင်းဖြစ်နေမယ့်ကာလအတွင်း American အမျိုးသားအာကာသအေဂျင်စီ NASA လို့အဖွဲ့အစည်းမျိုးကစလို့နိုင်ငံတော်မှရှိတဲ့ဖက်ဒရယ်အစိုးရလက်အောက်ခံဌာနတွေမှာဝန်ဆောင်မှုရှော့ချတာ လုပ်ငန်းရပ်တာတွေကြုံလာရမှာပါနိုင်ငံတော်ကပြတိုက်တွေနဲ့ဖက်ဒရယ်တရားရုံးတွေလည်းပိတ်ထားရမှာဖြစ်ပါတယ်လွန်ခဲ့တဲ့15နှစ်လောက်ကိုနောက်ကြောင်းပြန်ကြည့်ရင်ဝါရှင်တန် DC ရဲ့နှစ်ဖက်နိုင်ငံရေးအင်အားစုတွေကြားမှာအစိုးရအတုံးစီကိစ္စတွေညှိကြရင်တင်းမာမှုရှိခဲ့တာကိုတွေ့ကြရပါလိမ့်မယ်ထရမ့်ရဲ့ပထမအကြိမ်သမရသက်တမ်းထုတ်ကလည်း2018နှစ်စံပိုင်းမှာ3ရက်ကြာ2018နှစ်ကုန်ကလည်း2019နှစ်စံပိုင်းအထိ35ရက်ကြာအစိုးရရှတ်ဒေါင်းကျုံခဲ့ပြီ Federal အစိုးရ agency တွေရနာခဲ့ရပါတယ်။ဒါကြောင့်အခုတစ်ချိန်က Trump သမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ကာလအတွင်းတတိယမြောက်အစိုးရ shutdown အနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ American မှာသမ္မတ Ronald Reagan လက်ထက်ကလည်း shutdown ၃ချိန်ကြုံဘူးပေမဲ့တစ်ချိန်ကတရက်ပဲကြာခဲ့ပြီးကြံတဲ့နှစ်ချိန်ကတော့နိုင်ပိုင်းအတွင်းမှာတင်ပြေလည်အောင်ပြန်ဖြည့်ရှင်းနိုင်ခဲ့ကြပါတယ်ရှင်။